စိတ်ပြက်လက်ပြက်နဲ့လမ်းမှန်ချခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့ United ရဲ့ Captain ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Joyous Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဖြစ်ချင်တိုင်းမှာဖြစ်တဲ့အဆုံးကန်းကောင်မိုက်တော့မှလို့လဲမပြောနိုင်တော့ပါဘူးအစိမပြေစရာတွေတိမ်များတဲ့လောကကြီးတွေမှာလှုပ်တယ်လို့မဖြစ်တယ်လို့ဖြစ်တယ်လို့လှုပ်ပြန်တော့လဲဘဝကားပြင်းခါနေတော့တာပါပဲသူများတို့ကြည့်ပြီးတော့အားကြနေရတဲ့ထက်ကိုကိုကြည့်ပြီးတော့စိတ်ဓာတ်တွေကျနေကြတာပါဘယ်ကနေဘလို့အစားပြုရမလဲဆိုတာတော့မသိတော့တဲ့အထီးကိုအစိမပြေမှုတွေကဇက်တိုက်ဆိုလို့ပဲရင်ဆိုင်ကြုံတွေ့နေကြတာဖြစ်ပါတယ် ငါဘာဒီမားနေလဲငါဘာအမားတွေလုံးနေလဲလို့ဆိုပြီးတော့ကိုကိုပြန်မေးကြည့်တော့လေအဖေကအခုချိန်ဒီကိုထွက်မလာခဲ့တဲ့အထီကိုဖြစ်နေခဲ့ပါလေအတွေ့တွေစိတ်ကူးတွေရွယ်ချက်တွေအားလုံးကတွေးလိုက်တိုင်းစိတ်ကူးလိုက်တိုင်းပြက်စီးနေကြတာဖြစ်ပြီးတော့တခါတခါကိုယ့်ရဲ့အကြံစီတွေတယောက်ကရွယ်ချက်ရှိရှိနဲ့ပြက်စီးနေသလားလို့တော့မှထင်မှတ်သွားရတဲ့အထီပါပဲအဲ့တွေ့တွေကဘာကြောင့်လဲဆိုရင်အစင်မပြေစရာပဲနဲ့ဇက်တိုက်ကြုံတွေ့နေတဲ့လူတယောက်ခံစားချက်တွေလို့ဆိုရမှာဖြစ်ပြီးတော့အခုလည်း Manchester United တဲ့အသင်းကောင်းဆောင်တယောက်ဖြစ်တဲ့ Bruno Fernandes လည်းငါးပါးဒီမားနေလေ ငါတို့ဘာတွေမှားနေကြတာလဲဆိုတဲ့အတွေးမျိုးနဲ့ရန်ကုန်မှာထိုင်ပြီးတော့စိတ်ပြက်လက်ပြက်ဖြစ်နေကြတာပါပြီးခဲ့ညကစားကြတဲ့ Manchester United နဲ့ Newcastle အသင်းတို့ရဲ့စိန်ခြေဘက်ကွေးထဲမှာ Manchester United အသင်းက Newcastle အသင်းကို၄ဂိုးတကိုးဆွဲရလာတဲ့သူအဆုံးပေးသွားခဲ့ရပါတယ်အဆိုပါပွဲထဲမှာ Manchester United အသင်းအနေနဲ့အင်းရှင်ငှက်ကြားတွေကိုခြေတူချိန်ကစားနိုင်ခြင်းမရှိသလိုအစအစရာရှင်မနိုင်ခြင်းမရှိခဲ့ကြဘဲနဲ့အဆုံးဆွဲရလက်ကိုထိုက်တန်စွာပိုင်ဆိုင်ခဲ့ကြသလိုဖြစ်နေကြတာပါ Manchester United အတွက်တော့ဒါဟာတရားသည့်၁၄ပွဲမြောက် Premier League ရုံးပွဲလေးဖြစ်ပါတယ် အဆိုပါရှုံးမဲ့ရေတွက်ကပြီးခဲ့တဲ့နှစ်ဘောလုံးရာသီအရစ်တန်လက်ထက်ရှုံးနေခဲ့တဲ့ပွဲစဉ်ရေတွက်နဲ့တူညီသွားခဲ့တာဖြစ်ပြီးတော့နောက်ထပ်တစ်ပွဲရှုံးတာနဲ့တရားသီတွင်ဆန်ရှင်ရှုံးပွဲနဲ့တောင်မှ Manchester United အသင်းကရင်ဆိုင်ကြုံတွေ့သွားနိုင်ပါတယ်။ဒါမဲ့တခုရှိတာကတရားသီ Premier League မှာအရစ်တန်တယောက် United ကိုတောင်းဝင်ယူထားခဲ့တဲ့ပွဲစဉ်က၉ပွဲရှိထားခဲ့တာဖြစ်ပြီးတော့ဆိုပါ၉ပွဲမှာရှုံးပွဲက၄ပွဲရှိထားခဲ့တာပါ။လက်ရှိ Premier League ပွဲစဉ်32ပွဲကစားပြီးတဲ့အချိန်မှာ United အသင်းရဲ့ရှုံးပွဲက14ပွဲရှိသွားခဲ့ဖြစ်ပြီးအဆိုပါရှုံးဝဲရေတွက်ကပြီးခဲ့တဲ့ရာသီကရှုံးခဲ့တဲ့ ပွဲစဉ်ရေတွက်နဲ့သွားပြီးတော့ဒူညီနေခဲ့ပါတယ်။ Real Madrid လက်ထက်မှာ Manchester United ရဲ့ Premier League ပွဲစဉ်က20ပွဲရှိလာခဲ့ဖြစ်ပြီးအဆိုပါ20ပွဲမှာဆုံးဖွဲ10ပွဲထိရှိလာခဲ့တာဖြစ်ပါတယ်။ Premier League 20ပွဲမှာဆုံးဖွဲ10ပွဲဆိုပမာဏက United လိုအသင်းအသင်းတွေနဲ့တော်လေးကိုစိုးရွားရရလိုက်လို့ဆိုရမှာဖြစ်ပြီးအဲလိုစိုးရွားနေမှုကို Emirates တောင်ပြင်ဆင်ပေးနိုင်ခြင်းမရှိသေးဘူးလို့ဆိုရမှာပါ။ Manchester United အသင်းကပြီးခဲ့တဲ့ရာသီကဆုံးဖွဲရေတွက်နဲ့ဒူညီသွားခဲ့ပေမယ့်ပြီးခဲ့တဲ့ရာသီကလိုရမှတ်မျိုးတော့ဒီရာသီမှာရယူသွားနိုင်မှာမဟုတ်တော့ပါဘူး။ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ Manchester United အသင်းဟာ ပရီးမီးယားလိ38ပွဲမှာနိုင်ပွဲ18ပွဲအသေး6ပွဲနဲ့ရုံးပွဲ14ပွဲရှိလာခဲ့ပြီးတော့ရမှတ်60တိပိုင်ဆိုင်သွားခဲ့ပါတယ်။ရမှတ်60ပိုင်ဆိုင်ပြီးတော့အဆင့်8နေရာနဲ့ဘောလုံးရာသီပိတ်သိမ်းခဲ့တဲ့မန်ချက်စတာယူနိုက်တက်ကဒီရာသီမှာပရီးမီးယားလိ32ပွဲကစားပြီးတဲ့အချိန်မှာနိုင်ပွဲ10ပွဲသာရရှိထားသည်ပြီးတော့ဒေးပွဲ10ပွဲနဲ့ရုံးပွဲ14ပွဲထိရှိထားခဲ့ပါပြီ။ဒါကြောင့်လက်ရှိမန်ချက်စတာယူနိုက်တက်အသင်းပိုင်ဆိုင်ရာရမှတ်တွေက32ပွဲကစားရမှတ်38မှတ်နဲ့အဆင့်14နေရာမှာယက်တီနေခဲ့ကြတာဖြစ်ပါတယ်။လက်ရှိချိန်မှာရမှတ်38မှတ်ပိုင်ဆိုင်ရာယူနိုက်တက်အသင်းနေနဲ့ လက်ကျန်ပွဲစဉ်6ပွဲမှာ6ပွဲလုံးအနိုင်စားမယ်ဆိုရင်တော့မှပွဲစဉ်38ပွဲကစားပြီးချိန်မှာရမှတ်56မှတ်သာပိုင်ဆိုင်သွားကြတော့မှလည်းဖြစ်ပါရည်။အားကြောင့်လည်းအဆိုပါရမှတ်ပမာဏ United တင်းရဲ့တရားစီတွင်ရမှတ်အ ਨੇ ဆုံးဘောလုံးရသည်ဖြင့်မှတ်တမ်းဝင်သွားတော့မှလည်းဖြစ်ပါရည်။အားကြောင့်လည်း Bruno တယောက်ပြီးခဲ့တဲ့ညပွဲစဉ်မှာလူစားလေးခံခဲ့ရပြီးတော့စိတ်ပြက်လက်ပြက်နဲ့ရန်ကုန်မှာထိုင်နေခဲ့တော့မြင်တွေ့ခဲ့ရပြီးဒီလောက်ထိအသင်းကိုထမ်းတင်ပေးနေရတော့အသင်းကဘာကြောင့်ရလဒ်တွေစိုးဝါနေရလာတယ်ဆိုပြီးတော့စိတ်ပြက်စွာနဲ့စဉ်းစားနေခဲ့တယ်ထင်ပါရည်။ ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျစုံလေးကြည့်ပေးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်